ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ NMF franchise တွေထဲမှာ JJK ကလည်းရှုပ်ထွေးတဲ့ power system တွေကိုရရှိပိုင်ဆိုင်ထားတဲ့ NMF series တစ်ခုပါ။ JJK ရဲ့ power system ကိုအခြေခံထားတဲ့စွမ်းအင်ကိုတော့ cost energy လို့ခေါ်ဆိုပါရစေ။ cost energy ကိုအသုံးပြုပြီးတရားရောက်ကိုတိုက်ခိုက်တာကုသနိုင်တာအပြင်အရေးတွေကိုထိချုပ်ပြီးရှိခိကာမီတွေကိုလည်းဖန်တီးနိုင်စွမ်းရှိနေခဲ့တာပါ။ cost energy အကြောင်းကိုလည်းအရှိကဗီဒီယိုတွေမှာ mention ထားခဲ့ပါပြီ cost energy ကိုဓာတ်ရိုက်ကိုစားပြုနေတဲ့အတက်ပြင်ကတစ်ခုလည်းရှိပါသေးတယ် ။သမိုင်းကြောင်းခိုင်ခိုင်မာမာရှိတဲ့အပြင်တော်တော်လေးလေးရှုပ်ထွေးတဲ့အတက်ပညာတစ်ခုကတော့ Tan Shadow ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကဒီနေ့ဗီဒီယိုမှာတော့အရေး၁၀ပါးအကြောင်းကိုပြပြပေးသွားပါမယ်။သမိုင်းဝင် application တခုဖြစ်တာကြောင့်အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်။အရေး၁၀ပါးဆိုတာ limitless နဲ့ size and validity တွေကို counter နိုင်စွမ်းရှိတဲ့ availability တခုပါ။ဒါကြောင့် Gojo ရဲ့ counter ဟာ Megumi လို့ဆိုနိုင်ပါတယ်။ Universe မှာအရေး၁၀ပါးကိုအသုံးပြုနိုင်သူပါ။ Gojo လိုမျိုး potential အရှိဆုံး being တစ်ကောင်ကိုတောင်းအပြန်ရှင်းပြနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့အရေး၁၀ပါးဆိုတာပါလဲ ဘာတွေပါဝင်တာလဲဘာကြောင့်မဲကူမီကအရေး၁၀ပါးစလုံးကိုအသုံးမပြုနိုင်ခဲ့တာလဲဒီအရေး၁၀ပါးလုံးရဲ့တမိုင်းချောင်းကရောဘယ်လိုရှိတာလဲစားတဲ့စားတဲ့အကြောင်းအရာတွေကိုဒီနေ့မှကျွန်တော်ကရှင်းပြပေးပါပါမယ်။ဒါကြောင့်ခင်ဗျားတို့ဘက်က channel လေးကို subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အရေး၁၀ပါးဆိုတာ Riot Clan member တွေဒါအသုံးပြုနိုင်တဲ့ Shikigami ၁၀မျိုးကိုဆိုလိုတာပါ။ခင်ဗျားတို့အနေနဲ့ Shikigami အကြောင်းကိုအရင်ဆုံးသိဖို့လိုတာအကြောင်းအရင်ဆုံးရှင်းပြပေးချင်ပါတယ်။ Shikigami ဆိုတာကကျိန်းစာတစ်မျိုးဖြစ်ပြီးထူးခြားတဲ့ cosmology နဲ့ဖွဲ့စည်းထားပါတယ်။ ုံမှန် cost rate ဆိုတာခင်ဗျားတို့သိကြရတဲ့အတိုင်းပဲ negative energy ကိုအခြေခံပြီးဖြစ်ပေါ်လာကြတာပါရှိကီကာမီတွေကတော့ individual တစ်ခုကနေဖြစ်ပေါ်လာကြတာမျိုးဖြစ်ပြီးအဓိကကတော့ဖန်တီးသူရဲ့ energy ပေါ့ဒါကြောင့်လည်းဖန်တီးသူကရှိကီကာမီတွေကိုလွတ်လွတ်ထိန်းချုပ်နိုင်တာမျိုးပါကြီးမားတဲ့ energy နဲ့အတူဖြစ်ပေါ်လာတဲ့ shikigami တွေကတော့ user မရှိလဲအသက်ရှင်သန်နိုင်ကြပါတယ်။ shikigami ကို user ကပြန်လဲရုပ်သိမ်းနိုင်တယ်လို့ထုတ်ထားနိုင်တဲ့ energy မရှိတော့ရင်လည်းအလိုလိုပျောက်ကွယ်သွားနိုင်ပါတယ်။ဒါကြောင့်အရေးစဲပါဆိုတာရှုပ်ထွေးတဲ့အကျင့်စာအသက်ပညာတစ်ခုဖြစ်နေခဲ့ပါတယ်။ ဂျေဂျေကေရဲ့ universe မှာအရေးစံမျိုးကိုအသုံးပြုနိုင်သူဖြစ်ဖို့ဘာတွေလိုအပ်လဲပေါ့အဓိကကတော့ခမားဟာအရေးစံပါရဲ့စက္ကန့်သူတယောက်ဖြစ်ဖို့လိုပါတယ်စက္ကန့်သူဆိုတာကလည်းတည်တဲ့အတိုင်းဇိုင်းကလန်မှာမွေးဖွားတဲ့သူတွေသာဖြစ်နိုင်ချေရှိတာပါဒါကြောင့်ခမားအနေနဲ့ဇိုင်းမိသားစုဝင်ဖြစ်ဖို့လိုပါတယ်ခမားကစက္ကန့်သူဖြစ်ပြီးဆိုတာနဲ့ပထမဆုံးဒဗိုင်းတော်တွေကိုစစ်ခွန်နိုင်စွမ်းရှိပါတယ်ဒဗိုင်းတော်တွေကိုစစ်ခွန်နိုင်တဲ့လုပ်ငန်းစဉ်ဟာအရေးစံမျိုးရဲ့အလွယ်ကူဆုံးအပိုင်းတစ်ခုဖြစ်နေတာကြောင့်ပါခမားကဇိုင်းကလန်မှာမွေးဖွားလာခဲ့တာကြောင့်အရေးစံပါကိုလက်ခံနိုင်ခဲ့မယ်ဆိုရင် အရေးဆယ်ပါးကိုသာအသုံးပြုနိုင်စွမ်းရှိပါတယ်။ဆိုလိုချင်တဲ့သဘောကတော့တခြား availability တွေကိုအသုံးမပြုနိုင်ပါဘူး။အရေးတွေနဲ့ပုံဖော်ရတဲ့ရှိကီကာမီတွေဖြစ်တဲ့အတွက်ကြောင့်ခမားအနေနဲ့ shadow purpose ပုံစံကိုတော့အသုံးပြုရပါမယ်။ shadow purpose ဆိုတာညဘက်မှာကိုယ့်ရဲ့လက်ကိုအသုံးပြုပြီးအရေးပုံစံရုပ်သေးလေးတွေကိုပုံဖော်ဖန်တီးခြင်းအမှုပညာတစ်ခုပါ။ခမားကခမားရှိနေတဲ့နေရာမှာဒီလို shadow graphic hand sign လေးတွေကိုမဟောလိုက်ပြီးဆိုရတဲ့အရေးနဲ့တူတဲ့ရှိကီကာမီတွေဟာထွက်ပေါ်လာမှာဖြစ်ပါတယ် talisman ဆိုတာမှောင်ဝင် object တစ်ခုခုကိုပြောတာမျိုးဖြစ်ပြီးခမရကအဲ့မှောင်ဝင် object ကိုအသုံးပြုပြီးရှိကကာမီဝေကိုစစ်ခေါ်ထိချုပ်ရမှာပါခမရအသုံးပြုရမယ့် talisman ဆိုတာခမရရဲ့အရေးပဲဖြစ်ပါတယ်ခမရအသုံးပြုလိုက်တဲ့ခမရရဲ့အရေးဟာ liquid cost energy ကိုကိုးစားပြုနေတာကြောင့်ရှိတစ်ခုကို transform နိုင်ပါတယ် liquid cost energy ကနေဖြစ်ပေါ်တရှိလာတဲ့ cost တွေကိုတော့ရှိကကာမီဝေလို့ခေါ်ဆိုကြပါတယ်ခမရကအရေးစဲပါးကိုအသုံးပြုနေသူဖြစ်မယ်ဆိုရင်ခမရအနားမှာရန်သူတရားလောက်ဝိုင်းအောင်နေမယ်ဆိုရင်တောင်မှအရေးစဲပါးကိုဖန်တီးပြီးအသာအရာအနိုင်ယူပစ်နိုင်ပါလေ အခုကျွန်တော်ပြောနေတာကရိတ်ဆယ်ပါအကြောင်းဖြစ်ပြီးရှိကီကာမီအကြောင်းမဟုတ်ပါဘူးဒါကြောင့်ရှိကီကာမီကိုလူတိုင်းကစိတ်ခေါ်နိုင်ကြပေမဲ့ရိတ်ဆယ်ပါကိုတော့စက္ကန့်သူကဒါလင်အတုံးပြနိုင်ပါတယ်ဆိုလိုချင်တဲ့သဘောကတော့ရိတ်ဆယ်ပါကနေဖြစ်ပေါ်လာတဲ့ရှိကီကာမီကတာမန်ရှိကီကာမီတွေထပ်ပိုပြီးရှုပ်ထွေးမှုရှိပါတယ်ခမားကရိတ်ဆယ်ပါကိုစက္ကန့်သူဖြစ်ပြီးဆိုရတဲ့အေဆိုစစန်းလို့ခေါ်တဲ့အစွဲချွတ်ချေလုပ်ငန်းစဉ်ကိုပါတပါတယ်လို့ဆောင်ရပါတယ်ခမရအနေနဲ့စွမ်းအားကြီးမားတဲ့ရှိကီကာမီကိုစင့်ခေါ်ခြင်းနဲ့ဆိုရင်ပိုများတဲ့ cost energy ကိုအသုံးပြုရပါမယ် ဘတ်ဂျက်တစ်ခုအတွင်းမှာ powerful ဖြစ်တဲ့ရှီဂီကာမီကိုနှစ်ခါဆင့်ခေါ်မယ်ဆိုရင်ခမရရဲ့ cost energy ကလည်းနှစ်ဆကုန်ကြမှာပါခမရရဲ့ရှီဂီကာမီကဘတ်ဂျက်ပြင်မှာတည်ဆုံသွားမယ်ဆိုရင်တော့ဘယ်တော့အခါမှထပ်မံမဆင့်ခေါ်နိုင်တော့ပါဘူးဒါကြောင့်ခမရတိထားရမှာကခမရဆင့်ခေါ်နေတဲ့ရှီဂီကာမီတွေဆိုတာတက်ရှိတွေပဲဖြစ်ပါတယ်တည်ဆုံနိုင်တယ်လို့ပြန်လည်ရှိတဲ့နိုင်စွမ်းလည်းမရှိကြပါဘူးဒါပေမဲ့တခုတော့ရှိပါတယ်ခမရရဲ့ divine dot တကောင်ကတည်ဆုံသွားမယ်တကောင်ကကြံနေခဲ့မယ်ဆိုရင်တော့ခမရအနေနဲ့တည်ဆုံသွားတဲ့ divine dot တကောင်ကိုပြန်လည်ဖန်တီးနိုင်စွမ်းရှိပါတယ်ဘာလို့ဆိုဒီနှစ်ကောင်ကအမော်ရီဖြစ်နေတာကြောင့်ပါ ခမားအနေနဲ့တေဆုံသွားတဲ့ရှိကီကာမီကိုပြန်လဲဖယ်ရင်းနိုင်တယ်ဆိုရင်ပြန်လဲရှင်တန်လာတဲ့ရှိကီကာမီကတေဆုံသွားတဲ့ရှိကီကာမီထက်ပုံမစွာကြီးမလာပါတယ်ခမားအနေနဲ့ပုံမစွာကြီးမတဲ့ရှိကီကာမီတွေကိုလိုချင်ရင်တောင်မှသူတို့တေဆုံသွားမှဖယ်ရင်းနိုင်တာမျိုးဖြစ်လို့တိတ်တော်မလွယ်ကူပါဘူး West and Ever ဆိုရာမေဂူမီအတူပြနိုင်ခဲ့တဲ့နူရဲနဲ့ဖပြုတ်တွေရဲ့ပေါက်ဆက်မှုတစ်ခုပဲဖြစ်ပါတယ်ရှိကီကာမီဖပြုတ်တွေကပြန်တန်းနိုင်စွမ်းရှိကြပါတယ်ပြန်တန်းနိုင်တဲ့ရှိကီကာမီနှစ်ကောင်ကိုပေါက်ဆက်လိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့စွာဟာပုံမကြီးမလာကြပါတယ် ပြန်တန်းနိုင်တဲ့ဖပြုတ်ရဲ့နူရဲကိုသာအသက်ရှင်လျက်အချင်းကြကြထိမ့်သိမ်းထားနိုင်ခဲ့မယ်ဆိုရင်ပြန်တန်းနိုင်တဲ့ဖပြုတ်တွေရတဖြည်းဖြည်းများပြားလာမှာဖြစ်လို့ပြိုင်ဘက်ကိုတေချာပေါအနိုင်ယူနိုင်ဆုံးရှိပါတယ်။အရေးဆန်မျိုးကိုအသုံးပြုနိုင်တဲ့ဂျူဂျူစုပညာရှင်တွေဟာအခြားသော ability တွေကိုလည်းအသုံးပြုနိုင်ကြပါတယ်။ခမည်းကအရေးဆယ်ပါရဲ့စက္ကန့်တို့ဖြစ်တာနဲ့အရေးထဲမှာဝင်ပုံးနေတာမျိုးအရေးထဲကနေတစုံတစ်ယောက်ကိုတိုက်ခိုက်နိုင်တာမျိုးတွေကိုလွတ်ဆောင်နိုင်ပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ခမည်းအနေနဲ့အခြားတဲ့ machine တစ်ခုထဲမှာဝင်ပုံးနေနိုင်တာမျိုးကိုဆိုလိုပါတယ်။တစုံတယောက်ကခမည်းကိုရှောင်လို့မရတဲ့တက်ခိုက်မှုမျိုးနဲ့တက်ခိုက်မယ်ဆိုရင်တောင်မှအရေးခဲကိုဝင်ပုံးနေတာအကြောင်း suffice နိုင်စမ်းရှိပါတယ်။ဒါအပြင်ရန်သူတွေကိုလည်းလျှက်တစ်ပြတ်တက်ခိုက်နိုင်တာအကြောင်း offensive အရန်ဆန်ပါတယ်။ခမည်းရဲ့အရေးကိုဖြစ်စေအခြားသူရဲ့အရေးကိုဖြစ်စေအသုံးပြုပြီးလက်လက်တွေ့ object တွေကိုတိုးလောင်ထားနိုင်ပါသေးတယ်။ဒါကိုတော့ marquee ရဲ့ cosword bond တွေကိုမဲကူမီကအရေးထဲမှာတိုးလောင်ပေးထားတာကိုကြည့်ရင်နားလည်နိုင်ပါတယ်။အရေး7ပါးရဲ့ technical family care usage ကတော့ megumi ရဲ့ domain expansion ပါ။ ခိုင်မဲရာ shadow garden ဖြစ်ပြီးအရေးစဲပါးကနေဖြစ်ပေါ်လာတဲ့ domain တစ်ခုပဲဖြစ်ပါတယ်။မဲဂူမီအသုံးပြုခဲ့တဲ့ခိုင်မဲရာ shadow garden ဆိုတာမပြည့်စုံသေးတဲ့ domain တစ်ခုပဲဖြစ်ပါတယ်။မဲဂူမီဟာသူ့ရဲ့ domain ထဲမှာဆိုရင်အရေးစဲပါးကို120ရာခိုင်နှုန်းထိအသုံးပြုနိုင်ပါတယ်။ဒါကြောင့်ခိုင်မဲရာ shadow garden ဆိုတာမဲဂူမီရဲ့ affiliate တွေကို buff ပေးနိုင်တဲ့နေရာတစ်ခုဆိုရင်လည်းမမှားဘူးပေါ့။ပိတ်မထားတဲ့အခန်းပုံစံတစ်ခုဖြစ်တာကြောင့်ဝင်နိုင်ထွက်နိုင်စွာရှိပါတယ်။ domain တစ်ခုကိုချိန်ပိတ်ထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်မပြည့်စုံနေသေးတဲ့အနေအထားဖြစ်နေတာပါ။ အတင်းပန်းမှာအရေးဆယ်ဘားကိုတုံးချင်းထက်ဒိုမိန်းထဲမှာအရေးဆယ်ဘားကိုတုံးရင်ပိုပြီးစွမ်းအကြီးမှသွားတာကလွယ်ရင်ကျန်တာတော့တူးကြကြမရှိပါဘူး။ထူချောင်မှုမရှိဘူးဆိုမှပဲအတင်းမှာရှိကီကာမီကို create မယ်ဆိုရင် shadow graphic hand sign တွေကိုပုံဖော်နေရပေမဲ့ဒိုမိန်းထဲမှာတော့ပုံဖော်စရာမလိုအပ်ပါဘူး။ဒိုမိန်းကူက liquid consonant တွေဖြစ်နေတာကြောင့် liquid consonant ကိုထပ်မံဖန်တီးစရာမလိုအပ်တာပါ။ဒါကြောင့်လဲထိလိုက်တဲ့နေရာတိုင်းကိုရှိကီကာမီရဲ့ဖြစ်မဲဂူမီကပြောင်းလဲနေနိုင်ခဲ့ပါတယ်။ ။နာအူထူထဲမှာတင် Shadow Clone တွေကိုတွေ့ရတာမျိုးမဟုတ်ပဲဂျီဂျီကေထဲမှာလည်းမေဂူနီက Shadow Clone နှစ်ခုကိုအသုံးပြုသွားခဲ့ပါတယ်။ Chimera Shadow Garden ထဲမှာသူ့ရဲ့အရေးကိုအသုံးပြုပြီးသူ့ရဲ့ကိုးပွားနှစ်ခုကိုဖန်တီးနိုင်ခဲ့တာပါ။နောက်ထူရဲ့ shadow clone တွေကလည်းသူအသုံးပြနိုင်တဲ့ ability တွေကိုအသုံးပြနိုင်တယ်လို့မျိုးပဲ။မဲဂူမီရဲ့ shadow clone တွေကလည်းအရေး၁၀ပါးကိုအသုံးပြနိုင်ကြပါသေး။ဒါကြောင့်မဲဂူမီရဲ့ domain ဆိုတာသူ့အတွက်တော့အကောင်းဆုံးအကာအကွယ်တစ်ခုဖြစ်နေခဲ့တာပါ။မဲဂူမီရဲ့ domain ဟာဒါဂွန်ရဲ့ domain နဲ့ဆင်တူပါတယ်။ ဒါဂွန်ကလည်းမဲကူမီလိုမျိုးရှိကီကာမီယူဇာတယောက်ဖြစ်ပြီးသူ့ရဲ့ဒိုမိန်းနဲ့မှာဆိုရင်ရှိကီကာမီ fish တွေကိုအဆက်မပြတ်စစ်ခွန်နိုင်ပါတယ်။ဒါပေမဲ့ဒါဂွန်ရဲ့ဒိုမိန်းဟာ Chimera Shadow Garden လောက်တော့ကြောက်စရာကောင်းမနေခဲ့ပါဘူး။ Chimera Shadow Garden ဆိုတာ Liquid Cosmetic တွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်ခမည်းအနေနဲ့ခမည်းရဲ့ခန္ဓာကိုယ်ကို reinforce နဲ့ထိန်းထားနိုင်ဖို့လိုပါတယ်။ဒီလိုထိန်းမထားဘူးဆိုရင်ခမည်းကိုယ်ရန်ကအရေးတဲကိုနင်းမြုပ်သွားနိုင်တာကြောင့်ပါ။အရေးဆိုအရေးပဲဖြစ်ပြီး mass လည်းမရှိသလို gravity လည်းရှိမနေပါဘူး။ space နဲ့တူရဲဆိုပေမဲ့ကာထားတဲ့အရာတစ်ခုဖြစ်နေတာကြောင့်တိတ်တော့မတူဘူးပေါ့။ ဒါကြောင့်ခမရရဲ့ပြိုင်ဘက်ကလည်းအရေးသေးကိုနင်းမြုပ်သွားမှာပါဒါကတော့ခိုင်မဲရာရှယ်ရိုဂါရန်အကြောင်းဖြစ်ပြီးအခုဆက်ပြီးအရေးဆဲပါရဲ့စီမင်းစည်းကမ်းတွေအကြောင်းကိုဆက်ပြောကြပါမယ်အရေးဆဲပါရဲ့စီမင်းစည်းကမ်းတွေဆိုတာအရေးတွေဖြစ်ကြတဲ့ရှီကီကာမီရင်းနဲ့ပဲသက်ဆိုင်ပါတယ် Divine Dot နှကောင်ကရှယ်ရိုနှစ်ခုစာနေရာယူပါတယ်ဆိုလိုချင်တဲ့သဘောကတော့ Divine Dot နှကောင်ဆိုတာအရေးဆဲပါပါနှစ်ပါးနေရာယူနေတာမျိုးပါခမရသိတဲ့အတိုင်း Divine Dot နှကောင်ကသိဆုံးသွားမယ်ဆိုရင်တော့အရေးက၉ပါးပဲရှိပါတော့မယ်ပထမဆုံးအနေနဲ့ဒီ Divine Dot တွေကနေစပြီးပြောကြပါမယ် ဒီ divine dory ဆိုတာစက္ကန့်သူကိုပေးထားတဲ့ရှိခိကာမျိုးတွေဖြစ်ပြီးအစွဲချွေရာကနေမှတစင်ရရှိလာတဲ့ရှိခိကာမျိုးတွေမဟုတ်ကြပါဘူး divine dory ကအစွဲချွေရာကနေရရှိလာတဲ့ရှိခိကာမျိုးတွေလောက်စွမ်းမကြည့်ဘူးဆိုပေမဲ့သူတို့မှာရှိနေတဲ့အစွဲတွေလက်သေးတွေကတော်တော်အပြတ်စွမ်းကြီးမှာပါတယ်ဒါကြောင့်ခမားရဲ့အရှိမ divine dory ကိုအတိုးပြုနေသူကိုတွေ့ပြီးဆိုရင်ပြေကြပါတယ်အဲ့လူဟာအရေးစေပါရဲ့စက္ကန့်သူတူပါ divine dory ဟာချိန်စာတွေကိုခြေရာခံတဲ့နေရာမှာအရန်အတော်ဝင်ပါတယ် အခြားအခွေးတွေနဲ့မတူတဲ့အချက်က divine dog တွေရဲ့အာယုံခံနိုင်စွမ်းကမမြင်နိုင်တဲ့ကျိစာတွေကိုပါအာယုံခံနိုင်နေတာပါ divine dog နှကောင်ကအချင်းချင်းလဲပေါက်ဆက်နိုင်ကြပါတယ်အချင်းချင်းပေါက်ဆက်လိုက်ကြတဲ့အခါမှာတော့ခေါင်းနှလုံးပုံစံအဖြစ်ပြောင်းလဲသွားကြပါတယ်ဒီ divine dog ဟာ hanami လိုမျိုး special grey cross spirit ကိုတောင်တက်ခိုက်နိုင်စွမ်းရှိနေခဲ့တာပါဒုတိယမြောက်ရှိကီကမီကတော့လူရဲဖြစ်ပြီးတောင်မန်တွေကနေမှတဆင်လျက်စီကိုဂျန်လရိတ်နိုင်စွမ်းရှိပါတယ်။မေဂူမီကတော့လူရဲကိုသူပြန်တန်းလို့တဲ့အချိန်တွေမှာအသုံးပြုလို့ရှိပါတယ်။ ဒါကြောင့်နူရဲကမဲဂူမီအတွက်တော့တောင်ပန်တစ်ခုလိုဖြစ်နေခဲ့တာပါ။တိုက်ခိုက်မှုတွေကနေမဲဂူမီကိုအချိန်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။အခြားသောရှိကီကာမီတွေနဲ့ပေါင်းစပ်နိုင်တာကလည်းနူရဲရဲ့အာသာချက်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့သိတဲ့ပေါင်းစပ်မှုတစ်ခုကတော့နူရဲနဲ့ဖားရီကိုပေါင်းစပ်ခြင်းပဲဖြစ်ပါတယ်။တတိယမြောက်ရှိကီကာမီကတော့ဖပြုတ်တွေပဲဖြစ်ပါတယ်။ဖပြုတ်တွေကပြန်တန်းနိုင်စွမ်းရှိတဲ့တောင်ပန်တွေအပြင်ရှာအရှည်ကြီးတွေကိုပါရရှိပိုင်ဆိုင်ထားကြပါတယ်။ဒီရှာတွေကမဲဂူမီကိုတိုက်ခိုက်မှုကနေကာကွယ်ပေးနိုင်ပါတယ်။ ဒီ Sharia speaker လည်းသွားရှုလို့မရတဲ့အနေအထားမှာရှိပါတယ်ပြောချင်တဲ့သဘောကတော့ခမားမမြင်လိုက်ခင်ပါတယ်ခမားကိုဖန်ဆီးပစ်နိုင်တဲ့အရာတစ်ခုပါခမားရဲ့အဖွဲ့သားတယောက်ယောက်ကလုံးဝလှုပ်ရှားလို့မရတဲ့အခြေအနေမျိုးမှာရောက်ရှိနေမယ်ဆိုရင်လည်းဒီဖပြုတ်တွေကကင်ဆယ်ပေးဦးမှာပါမဂိုမီကတော့ Novara ကိုဖပြုတ်တကောင်နဲ့ transport လုပ်ပြီးကဲတင်ပေးနိုင်ခဲ့ပါတယ်ဖပြုတ်တွေအကြောင်းပြီးသွားတဲ့အခါမှာတော့ Orochi အချောင်းကိုရောက်ရှိပါတယ် ။ Orochi ဆိုတာကတော့ခမားတို့တည်တဲ့အတိုင်းမိုးရထူကြီးတစ်ကောင်ကိုပြောတာမျိုးဖြစ်ပြီးရန်သူတယောက်ကိုလျှက်တဲ့ပြတ်ဖမ်းဆီးရတဲ့နေရာမှာအသုံးပြနိုင်ပါတယ်။ဘာလို့ဆို Orochi ကိုအသုံးပြပြီးဖမ်းလိုက်တဲ့အရာတိုင်းဟာ immobilize ဖြစ်သွားတာကြောင့်ပါ။ Orochi ကိုရာ series တဲ့မှာကျွန်တော်တို့အများကြီးမမြင်တွေ့ခဲ့ရပါဘူး။ Orochi ပြီးသွားတဲ့အခါမှာတော့ Sinchu ji အကြောင်းကိုဆက်ပြောကြပါမယ်။ Anna Mary တဲမှာစင်ကိုထည့်သုံးတာဟာ ਨੇ ပါရဲဆိုပေမဲ့ JJK တဲမှာတော့စင်ကိုထည့်သုံးထားပါတယ်။ဒါဟာလဲ Jujutsu Loka ရဲ့ပြရုပ်တစ်ခုဖြစ်ရန်တူပါတယ်။ Mass Elephant ရဲ့အဓိကအသာချက်တစ်ခုကတော့ရှင်းနဲ့အလေးချိန်ပဲဖြစ်ပါတယ်။ တင်ကြီးဟာသူ့ရဲ့နှမောင်းတဲ့ကနေရေအမြောက်အများကိုထုတ်နိုင်တယ်လို့ပြစ်မှတ်ကိုလည်းသူ့ရဲ့ခန္ဓာကိုယ်နဲ့နင်းချပြနိုင်ပါသေးတယ်။မဲဂူမီထုတ်ဖို့အသုံးပြုခဲ့တဲ့ရှီဂီဂါမီရဲထဲမှာစင်ဖြူကြီးဟာအတန်မှာဆိုရှီဂီဂါမီတစ်ကောင်ဖြစ်ခဲ့တာပါ။မဲဂူမီကဒီစင်ဖြူကြီးကိုအရေးပေါ်အခြေအနေနဲ့အဆုံးသတ်တိုက်ခိုင်းမှုတွေမှကလည်းအသုံးပြုပါရတယ်။မဲဂူမီကသူ့ရဲ့ဒိုမိန်းထဲမှာသာဒီစင်ဖြူကြီးကိုအသုံးပြုမယ်ဆိုရင်တေချာပေါက်အဆက်တစ်ဖြစ်နေမှာပါ။မဲဂူမီရဲ့အရေးတွေဟာ offensive နဲ့ center လို့ defensive အနေနဲ့လည်းအသုံးပြုနိုင်ပါရတယ်။ကျွန်တော် အတွက်အစိုးဆုံးအရေးကိုပြောပါဆိုရင်ယုံမေးလို့ပဲဆိုရပါမယ်။ ဂျုံတွေအများကြီးကိုစစ်ခေါ်နိုင်ခဲ့တာကြောင့်မဲခုမီဟာတဘေးကနေလွတ်မြောက်ခဲ့ရပါတယ်။ဒါကြောင့်ခမားတို့အနေနဲ့ဒီဂျုံတွေကိုအယမ်းကျန်တဲ့ရှစ်ကီကာမီတွေလို့ထင်နေရင်တော့မှားပါမယ်။ဒီကောင်လေးစီမှာတိုက်ခိုက်မှုလည်းမရှိသလိုခုခံမှုလည်းမရှိကြတဲ့တာမန်ဂျုံတွေသာဖြစ်ပါတယ်။တာမန်ယုံနေဖြစ်တဲ့အတွက်ကြောင့်ဘတ်တဲဖီးမှာပက်ပြေးနေုံကလွှဲရင်စန္ဒာကြီးကြီးမားမားမလို့ဆောင်ဖြတ်ကြပါဘူး။လွမြောက်နိုင်ခြေလုံးဝမရှိနေတာထက်စာရင်တော့ဒီယုံတွေကခမရရဲ့လွမြောက်နိုင်ခြေကိုနည်းနည်းပါးပါးတော့တိုးမြင့်ပေးနိုင်ပါသေးတယ်။အရေးစဲပါးထဲမှာယုံတရားဆိုတဲ့ရှီဂီကာမီလဲပါဝင်တာကြောင့်သာထည့်ပြီးပြောပြပေးရတာပါ။ အခုဆိုရင်ရှီဂီဂါမီခုနှစ်မျိုးကိုပြောပြပေးခဲ့ပြီဖြစ်တာကြောင့်နောက်ထပ်၃မျိုးသာကြံပါတော့မယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီရဲ့ကြီးနဲ့ပဲအရင်စတင်ချင်ပါတယ်။ Round Dia ဆိုတာမဲဂူမီအသုံးမပြုနိုင်တဲ့ရှီဂီဂါမီတစ်ကောင်ပဲဖြစ်ပါတယ်။ဒီဒီရဲ့ကြီးကိုအသုံးပြုခဲ့သူကတော့စကူနာဖြစ်ပြီး Rapid SK နဲ့တော်တော်လေးဆင်တူပါတယ်။ဒါကြောင့်ဒီဒီရဲ့ကြီးဟာ offensive မဆန်တဲ့ရှီဂီဂါမီတစ်မျိုးဖြစ်ပြီး positive energy ဝေးအများကြီးကို ထုတ်ပေးနိုင်ပါတယ်။ positive energy ဆိုတာ JJK universe မှာကုသခြင်းကိုလှုပ်ဆောင်နိုင်တဲ့ energy တစ်ခုပါ။ ခမားအနေနဲ့ဒီတရေကြီးကိုစင့်ခေါ်ထားမယ်ဆိုရင် Rubber Cost ကနေကိုအလိုအလျောက်အသုံးပြနိုင်ပါတယ်။ဒါကြောင့်ဒီတရေကြီးကရုံးအကောင့်100ထက်ပိုပြီးတော့အသုံးဝင်နေတာအမှန်ပါ။တရေကြီးရအသုံးဝင်မှုကဒီလောက်တင်ပဲမဟုတ်ပါဘူး။ဒီတရေကြီးဟာသူ့ပဝင်စီမှာရှိတဲ့ Cost ကနေတွေကို nullify နိုင်စွမ်းရှိပါတယ်။ Regular Cost ကနေတွေက negative energy ကိုအသုံးပြရတာကြောင့် positive energy အများအပြားကိုထုတ်နိုင်ခြင်းကအလိုအလျောက်ကောင်းတာပြီးသားဖြစ်စေပါတယ်။ဒါကြောင့်ခမားအနေနဲ့ဒီတရေကြီးနားမှာရှိနေမယ်ဆိုရင်ကျေစာအတက်ပညာတွေကိုတတိငိမ့်ငိမ့်အသုံးမပြုနိုင်ပါဘူး။ ဒီတရေကြီးကတော့အရေးစဲပါအတုံးပြူသူတွေအထွတ်တော် supportive ဖြစ်တဲ့ရှီဂီဂါမီတမျိုးပဲဖြစ်ပါတယ်။ဂျူဇာကိုလည်းဟီးပေးနိုင်တယ်လို့လာသမျှအထက်ကင်းတွေကိုလည်းပြတ်ပြားစေနိုင်ပါသေးတယ်။တော်တော်ထင်းရခက်တဲ့ရှီဂီဂါမီတစ်ကောင်နဲ့ရှိနေပါသေးတယ်။ဒီရှီဂီဂါမီကတော့ offensive အရန်ဆန်တဲ့ရှီဂီဂါမီတစ်ကောင်လို့ဆိုနိုင်ပါတယ်။ offensive အရန်ဆန်တဲ့ရှီဂီဂါမီဆိုလို့အခြားတော့မတင်လိုက်ပါနဲ့။မမရဲ့မောင်လေးကိုပြောတာပါ။ဒီနွားကြီးရဲ့ ability က Marvel Universe ရဲ့ Jackal နဲ့နဲ့ဆင်တူပါတယ်။ဒီနွားကြီးကိုခမည်းကစိတ်ခေါ်လိုက်ပြီးဆိုတာနဲ့မင်းဖြောင်းအတိုင်းတဆုံပြေးထွက်သွားမှာပါ။ အဆုံးမဲ့တဲ့ပြေးလွှားခြင်းကိုလုံဆောင်နေတာကြောင့်အဆုံးမဲ့တဲ့ energy တွေကိုရရှိပန်းဆိုင်ထားပါတယ်။ဒီနွားကိုပြေးခိုင်းပြီး clear system ထုတ်မယ်ဆိုရင်တကယ်ပါလုံးကိုမီးပေးနိုင်လောက်ပါတယ်။ဟဲရခေရအတော်ဆုံးဂျူဂျူစုပညာရှင်ကိုတောင်းဒီနွားကြီးကအနိုင်ပိုက်ထားခဲ့တာပါ။ဒါကြောင့်ဒီနွားကြီးရဲ့ခြားဆွမ်းအင်ကတော့ရှုလို့မရတဲ့အနေအထားမှာရှိပါတယ်။ Eurosu ဆိုတာ liquid armor တွေကိုအသုံးပြုနိုင်တာကြောင့်ခုခံနိုင်စွမ်းအယမ်းမြင်ပါသူတူပါဒီ liquid armor တွေက Eurosu ကိုအယမ်းမြင်တဲ့ speed မာဂျော်ရဲ့ durability နဲ့အတူတန်မာတဲ့ strength တွေကိုပေးစွမ်းခဲ့ပါတယ်။ Yorosu ဆိုတာသူ့ရဲ့ era မှာအကျန်းဆုံးလူ9ယောက်စီးရင်မှဝင်ထားခဲ့သူပါ။ Jujutsu Loga ရဲ့ရွှေရောင်ခင်မှာ Yorosu ဟာအရန်တော်တဲ့ Jujutsu ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါဆိုရင်သူမကိုရိုင်းကနွားချင်းနဲ့တိုက်ခိုက်ရမယ့်အချိန်မှာတော်တော်လေးကိုယုံကြည်မှုရှိခဲ့တာပါ။ဒါပေမဲ့လည်းနွားကြီးကအရန်တွေတမာနေခဲ့တာကြောင့်ယိုရိုဆူတယောက်စကူနာကိုအနိုင်မရရှိခဲ့ပါဘူး။အရေးစဲပါရဲ့နောက်ဆုံးအရေးကတော့မာဟိုရာကာပဲဖြစ်ပါလေ။ဘန်ကာကိုဆက်ဆဖတ်တုံးကတော့ဒီရှိကီကာမီရဲ့နာမည်ကနည်းနည်းလေးရှိပါလေ။ 8 handle saw diverger sila divine general mahura ကဖြစ်ပြီးအမလီရှိလိုက်ရစိန်မိသားစုအတန်မာဆုံးအကျဉ်းဆုံးရှိကီကာမီတကောင်ပဲဖြစ်ပါတယ်ဒီရှိကီကာမီကြီးကိုနှစ်ပေါင်းများစွာကြာတဲ့အချိန်ထိစိန်မိသားစုဝင်တွေဟာမဖြစ်ရှင်းနိုင်ကြပါဘူးဒါကြောင့်မဟူရာကာဆိုတာတော်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 လေးကိုစွာကြီးမာတဲ့ရှိကီကာမီတကောင်ဖြစ်နေခဲ့ပါတယ်ဒီလိုစွာကြီးမာတဲ့ရှိကီကာမီကြီးကိုဘသူကမှလည်းအစွဲမချွတ်နိုင်ခဲ့တယ်လို့ဘသူကမှလည်းအသုံးမပြုနိုင်ခဲ့ကြပါဘူး အရေးစဲပါကိုစက်ခံသူဆိုတာကလည်းတော်တော်လေးရှားပါတဲ့ဖြစ်စဉ်တစ်ခုပါ။မဟိုရာဂါရဲ့အသက်ကိုနှုတ်ယူနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။မဟိုရာဂါရဲ့ညာလက်မှာဒါရလက်ပါရှိပြီးသူမှာရှိတဲ့ cos energy ကလည်းအကန့်အသတ်မဲလွန်းပါတယ်။မဟိုရာဂါကိုင်ဆောင်ထားတဲ့ဓာတ်ဆိုတာတာမန်ဒါရလက်မဟုတ်ပဲ positive energy အပြည့်စည်နေတဲ့ဓာတ်လက်ပါ။ဒါကြောင့်ဒီဓာတ်ဟာ cos spirit တွေကိုကောင်းကောင်းကြီးအနိုင်ယူနိုင်စွမ်းရှိပါတယ်။ဘာလို့ဆို cos spirit တွေက negative energy တွေနဲ့ဖွဲ့စည်းထားတာကြောင့်ပါ။ဒီလိုဆွမ်းအကြီးမားတဲ့ရှိကီကာမီကြီးကိုအစွဲထွက်နိုင်သူကတော့မေကူမီပဲဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့မဲဂူမီတယောက်တည်းကပဲအစွဲချွတ်ခြင်းရိုးရာကိုအတုပြုနေတာကြောင့်ပါ။မဟိုရာဂါကိုစိတ်ခေါ်ပြီးပြီဆိုတာနဲ့တခါတည်းအစွဲချွတ်မှာပဲအဆင်ပြေပါလိမ့်မယ်။ဘာလို့ဆိုတိုက်ကွန်တခုကမဟိုရာဂါအပေါ်မှာနှစ်ခါအလုံးမဖြစ်တာကြောင့်ပါ။မဟိုရာဂါရဲ့ positive belief ကြီးကစကုနာအပေါ်မှာအလုံးမဖြစ်ခဲ့ပါဘူး။ဒါကြောင့်မဟိုရာဂါကိုရန်ကစကုနာကို consonant နဲ့ပြောင်းလဲတိုက်ခတ်ခဲ့ရပါတယ်။စကုနာရဲ့ dismantle ဆိုတာမဟိုရာဂါလိုမျိုးအကျဉ်းဆုံးရှိကီကာမီကိုတောင် damage ပေးနိုင်တဲ့ ability တစ်ခုပါ။ဒီလိုစွမ်းရည်တစ်ခုကတောင်မဟိုရာဂါအပေါ်မှာနှစ်ခါအလုံးမဖြစ်ခဲ့ပါဘူး။ မဟာရာဂါဟာစကုနရဲ့တိုက်ခိုက်မှုကနေရရှိလာတဲ့ဒဏ်ရာတွေကိုချက်ချင်းကုသပြစ်နိုင်ခဲ့ပါတယ်။ခမားကမဟာရာဂါကိုတစ်ချက်ခုတ်လိုက်ပြီဆိုတော့လည်းဒီတိုက်ခိုက်မှုကအထက်မဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်မဟာရာဂါကိုအစွဲချနိုင်မဲ့တခုတည်းသောနီလန်ကတော့တစ်ချက်ထဲနဲ့အပြည့်ရှင်းခြင်းပါ။စကုနကမဟာရာဂါကိုအစွဲချနိုင်ဖို့အတွက်သူ့ရဲ့ pyrokinetic ability ကိုအသုံးပြုခဲ့ရပါတယ်။ pyrokinetic ဆိုတာစိတ်ဆွမ်းနေတဲ့မိကိုဖန်လီအသုံးပြုနိုင်တာမျိုးပါ။မဟာရာဂါကတော့စကုနရဲ့ pyrokinetic ability ကိုအင်မြူပြနိုင်ခဲ့ပါတယ်။ chapter 218မှာဆိုရင်မဟာရာဂါကယူရိုဇူးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒီဘက်ထဲမှာမဟိုရွာကကိုအနာယူဖို့ယိုရိုဇူဘက်က perfect spear ကိုအသုံးပြုခဲ့ပေမဲ့အလုပ်တော့မဖြစ်ခဲ့ပါဘူးယိုရိုဇူရဲ့ perfect spear ဆိုတာ black hole တစ်ခုကိုတောင်ဖန်တီးနိုင်တဲ့ pressure တစ်ခုရှိနေခဲ့တာပါဒီလို black hole ကြီးကိုတောင်မဟိုရွာကကသူ့ရဲ့ဓာတ်နဲ့ဖြည့်ဆည်းပစ်ခဲ့ပါတယ်ဒါကြောင့်ခမရူတွေအနေနဲ့ဇဲမိသားဆိုရင်တွေကမဟိုရွာကကိုဘာကြောင့်အဆွဲမချွတ်ခဲ့ကြသလဲဆိုတာကိုနားလည်လောက်ပါပါကဲဒါတွေကတော့အရေးစဲပါရဲ့အဓိကကြတဲ့အကြောင်းအရာတွေဖြစ်ပြီးဒီလောက်သိထားမယ်ဆိုရင် series ကြည့်တဲ့အချိန်ကြာရင်တော့အရေးစဲပါကိုကောင်းကောင်းနားလည်နိုင်ပါတယ် 2026မှာဆိုရင် JJK Series ရဲ့ Season 3ဟာ release တော်မှာပါ Season 3နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတော့အများကြီးမပြောတော့ပါဘူးခင်ဗျားတို့ကရော JJK Universe ရဲ့အကျဉ်းဆုံး innate technique ကအရေးစဲပါလို့ထင်လားဒီ video မှာရောဘာတွေမှားယူနေတာရှိလဲအောက်က comment section မှာဝင်ရောက်ဖောက်ပြသွားနိုင်ပါတယ်ခင်ဗျားတို့ထောက်ပြတဲ့အမှားတစ်ခုချင်းစီတိုင်းကိုအမြဲတမ်းလိုလိုဖတ်ရှုလေ့ရှိတာကြောင့်ပါကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်တစ်နေ့မှာနောက်ထပ် video တစ်ပုဒ်နဲ့တပြေလေးချပါမယ်အားလုံးပဲ bye bye